အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ Trend in Myanmar ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းသွားလာရောက်ရှိတဲ့နေရာတွေအကြောင်းကိုပြန်လည်မျှဝေတာဖြစ်ပါတယ်အခုက episode 45ရက်အစိတ်ပိုင်းတစ်ခုအနေနဲ့မျှဝေမှာဖြစ်ပါတယ်အေးတရာမျိုးရဲ့ဖြတ်ကနေမြင်ကွင်းဆောင်ဆိုတဲ့ခေါင်းစဉ်အောက်မှာအေးတရာကိုကျွန်တော်တို့ရောက်ရှိခိုင်းမှာတွေ့ရတဲ့မြင်ကွင်းတွေကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့အေးတရာနဲ့ပတ်သက်လို့ပြန်လည်မျှဝေဖြစ်တဲ့ တတိယမြောက်အပိုင်းဖြစ်ပါတယ် Aaron Itaya 3လို့ပြောလို့ရပါတယ်ရှစ်အပိုင်းတစ်ပိုင်းကတော့ကျွန်တော်တို့ရှစ်တတော်လတတော်ကြကြကမြောက်ဝေခဲ့ပြီးတော့ဒုတိယပိုင်းကတော့တိတ်မကြသေးခင်ကနေမြောက်ဝေထားတာဖြစ်ပါတယ်ဒါကတော့အပိုင်း၃အနေနဲ့မြောက်ဝေတာဖြစ်ပါတယ် အေးတန်ရမြို့ကမြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်တောင်ကြီးမြို့နယ်မှာတည်ရှိတာဖြစ်ပါတယ်။1989မှာတောင်ကြီးမြို့ကနေခွဲထွက်ပြီးတော့တောင်ကြီးမြို့တည်အဖြစ်မြို့ပေါ်ရပ်ကွက်12ခုနဲ့ဖွဲ့စည်းတည်ထောင်ထားခဲ့တာလို့သိရပါတယ်။အေးတန်ရမြို့မှာတောင်ကြီးမြို့ရဲ့အဝေးပြေးခွင့်ပြီးသွားလို့ရှိရင်အေးတန်ရဆက်မှုဇုံပြီးသွားရင်ခေါက်ကွင်းကုန်ကားဂိတ်တွေစသဖြင့်စီစီကားကတည်ရှိနေတဲ့နေရာဖြစ်ပါတယ်။ တောင်ကြီးနဲ့အိဒါယာကကက်ရဲ့တရှိနေပေမဲ့မန်းလေးနဲ့ပြင်ဦးလွင်လိုမျိုးပဲတောင်ကြီးနဲ့အိဒါယာကလည်းယာတိကရုတော့အနှဲငယ်ကွာခြားမှုလေးရှိပါတယ်အိဒါယာမျိုးကကိုကူဒီမှာကြီးလိုက်လို့ရှင်ရင်ကိုတည်သားတယ်အာမျိုးကတိတိလေးမဟုတ်ဘူးတော်မျိုးဝဆက်နေရက်ကလို့ဆိုထားတယ်ပြီးတော့အနားမှာရှိနေတဲ့အခြားဝါရှိအောင်မှာဆိုတော့လေသူကမျိုးကဒီမှာကြည့်ဒီမှာဆိုရင်မကြည့်လို့ရတယ်မျိုးကွက်ကအကြီးကြီးပဲ ဒါဆက်မှုဆောင်နေလည်းရှိတယ်အာပြီးတော့ကြောင်းနေလည်းရှိတယ်ဝိပြည့်ဝင်းနေရှိတယ်ကောက်ကွင်းနေရှိတယ်ဆိုတော့လေစီလည်းစီကားပါတယ်ဒါကတော့အိတရာရဲ့တွေ့ရတဲ့အမြင်ကွင်းလေးပါဟုတ်ကဲ့ အခုကျွန်တော်တို့အေးတရာအမြင်ကွင်းကိုမျှဝေတဲ့နေရာမှာအမ်မိုးနှောင်းပိုင်းကာလကကျွန်တော်တို့ရိုက်ထားတဲ့အမြင်ကွင်းလေးတွေပါပါတယ်ပြီးတော့ဒီဘက်အခုဆောင်းနှောင်းပိုင်းကာလရိုက်ထားတဲ့အမြင်ကွင်းလေးတွေပါပါတယ်အဲ့ဒါတွေအားလုံးကိုပေါင်းဆက်ပြီးတော့ကြည့်ရှုလို့အစဉ်ပြေအောင်မျှဝေပေးခြင်း ဖြစ်ပါတယ်ဗျအခုဒါကတော့ကျွန်တော်တို့အေးတရာအแทးကိုဝင်လာတဲ့လမ်းပေါ်အေးတရာမြို့တွေကိုပြီးတော့စုလမ်းမကြီးကနေခွဲပြီးတော့အေးတရာမြို့တွေကိုဝင်လာတဲ့လမ်းပေါ်မှာတွေ့ရတဲ့အမြင်ကွင်းဖြစ်ပါတယ်ဒါကတော့ဈေးရှိကိုဖြတ်နေပြီဗျာ ီမှာဆိုလို့ရှိရင်အာအေးတရာ THS ပြီးရင်ဟိုရှေ့ကတော့အာတောင်ကြီး TU ပေါ့ကျွန်တော်တို့အာအရင်အရင်ပြောခဲ့သေးတယ်လို့ပါပဲကျွန်တော်တို့မျှဝေတဲ့နေရာမှာအချို့မျှဝေခြင်းတွေကတော့အလဲပက်လာတဲ့လူတွေသွာလာကြည့်ရှုဖို့နေရာတွေဘုသူတာအဖြစ်မျှဝေခြင်းဖြစ်တယ်လို့အချို့မြင်ကွင်းတွေကတော့ဒေတာကန်တွေအထူးသဖြင့်အဝေးရောက်ဒေတာကန်တွေကိုမြို့ကိုပြန်လဲကြည့်ရှုဖို့မျှဝေတာလေတခုပါပါတယ်အဲဒါကတော့ကျွန်တော်တို့ဧတရာဈေးဧတရာဈေးကတော့သူကနေတိုင်းဈေးဗျာ ဟိုလိုမျိုးဇီးနေတာမဟုတ်ဘဲနဲ့ဒီအဲကျွန်တော်တို့တည်တာကိုပြောတော့ပါကျွန်တော်တို့တကယ်လို့အတင်းဆောင်မှရင်းရှင်လဲပြင်ဆင်ပေးနိုင်ပါတယ်ဗျာကျွန်တော်တို့တည်တာတော့နေ့တိုင်းဇီးပေါ့ဆိုတော့အကျွန်တော်တို့ဇီးတွေကိုရောက်တိုင်းမျိုးတွေကိုရောက်တိုင်းဈေးတွေကိုဝင်လေ့လာပြပါတယ်။ဘာဖြစ်လို့ဆိုဈေးထဲမှာကဒေတာထွက်အသီးနှံရှိတယ်။အာပြီးသွားလို့ရှိရင်ဒေတာထွက်အစားအစာတွေရှိတယ်။ပြီးသွားလို့ရှိရင်ဒေတာကန်တိုင်းရင်းသားတွေတွေ့ရတတ်တယ်။ဆိုတော့အဲ့ဒီနေရာမှာစုံစုံလင်းလင်းမြင်ရလေးရှိတာကြောင့်မလို့ဝင်ဖြစ်ပါတယ်။ ပြီးတော့ဒီဘက်ထုံးစံနေအတိုင်းပါပဲသူကဟိုအတိအကျဆိုလို့ရှိရင်လည်းစိတ်ဆုလက်ဆက်နေရပါပဲဗျာပြီးတော့ကျန်တဲ့ရောင်းတဲ့ပုံစံလေးတွေကလည်းဒါကတော့ဟိုတွေ့ဖြစ်အောင်တွေ့ကြည့်လို့ရအောင်ပြန်လည်းမျှဝေတာဖြစ်ပါတယ်ဟုတ်ပါငကြီးငကြီးဟုတ်ငကြီးအစိတ်သားကို3500ချက်အဲ့တော့မလျှော့ဘူးလားတညာလေးကတော့ဆိုင်ပေးတဲ့ဒေဝညာလေးအဲ့ဥစားလေးအစိတ်သားအပေါက် ်မတလဲတော့ဘယ်လိုရောင်းလဲမတလဲကိုစိတ်သားမှာထောင်ထားပေးလိုက်မယ်ချင်းစိတ်သားကို9500ရောင်းတယ်3000လေးရောင်းတာချော့ပေးလိုက်တယ်ချင်းဒီနေ့ဈေးကြတော့ချပေးလိုက်တာအစိတ်ကဒီငွေလေးကိုပြချင်တာလीတောင်ပေါ်ဒေသမှာငါမရှာဘူးဗျရေထွက်မရှာဘူးအခုဒီမှာသူတို့ရှိရင်ရေချိုးရေငယ်အစုံရှိတယ်ကျွန်တော်တို့အချို့သောမြေပြန်ဒေသတွေထဲတောင်းဆုံသေးတယ်ငါးပစုံအကုန်ရတယ်မကြီးကမွန်ကျင်ရလားကမွန်ကျင်ဘယ်လိုရအောင် ုံရအောင်နှစ်ပုံကနှစ်ပုံမှန်းနှစ်ပုံမှန်းဒါကကြတော့ဇိန်းနောက်ကလန်လေးဇိန်းနောက်ကလန်လေးတကယ့်ကိုတွေ့လာဟိုးမှာဇိန်းနောက်လေးကိုဝင်လိုက်တာ ਨੇ ကိုပဲကြည့်တာဟောတကယ့်တောတောင်တန်းနေနေမြင်ရတဲ့မြင်တွေကလေး ုဒီဘက်ဈေးတွေကခုနပြောခဲ့တယ်လို့ပဲဟိုသူကဈေးရောက်လို့ရှိရင်ဒီဘက်မှာတော့သူက10တားနဲ့မရောက်ဘူးမြတ်ဒီဘက်မှာအစိတ်သားနဲ့ပဲရောက်နေ10တားဘယ်လောက်ဆိုတာမရှိဘူးအစိတ်သားနဲ့ပဲပျော်ပြီးရောင်းကြလေးရှိတယ်အဲဒါကကျွန်တော်တို့ဒီဒီဟိုအားနေပြီးတော့အေးတာယာကနေပြီးတော့ပြောင်းစုလမ်းမကြီးပေါ့ပြန်အတက်ပေါ့ပြန်သွားလို့ရှိရင်အေးတာယာ main လမ်းမကြီးပေါ်ကနေမြင်ရတဲ့မြင်ကွင်းခုနကကျွန်တော်တို့ဝင်ခဲ့တဲ့ညာဘက်ကဈေးပါအဲ့ရနေပြီးတော့ဒါကျွန်တော်တို့ဒီလမ်းတက်တက် so ဧတယာမာကတော့အဲဒီတရဝင်းပေါ်ပြတဲ့စီးရင်ရရဆိုလို့ရှိရင်ပအိုးဗမာ ထနော့ရှမ်းအင်းသာ တောင်ယိုးဒနုလီစု ကရင်ကရင်နီစတဲ့တိုင်းရင်းသားတွေအပြင်တရုတ်နယ်ဘွားနယ်ဂေါ်ရခလူမျိုးတွေလည်းရှိကြတယ်လို့သိရပါတယ်ဗျ။ဆိုတော့ဒီမှာကအာတခုအိတရာကထူထူကြတာတွေတခုရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့အိတရာမှာထနော့တိုင်းရင်းသားတွေရှိပါတယ်။ထနော့ဆိုတာတနိုင်ငံလုံးမှာလူကြီး9000လောက်ပဲရှိတယ်ဆိုတဲ့တိုင်းရင်းသားတွေပါ။ကျွန်တော်တို့ဒီအကြောင်းကိုလည်းရှေ့မှာမျှဝေခဲ့ပြီးဖြစ်ပါတယ်။ဆိုတော့ဒီအိတရာမြို့မှာရှိတဲ့နောင်အင်ကြီးပါကဖုန်းတော်ကြီးအကြောင်းမှာဒီ ထနော့တွစ်ဆုံပွဲအဖြစ်မျိုးရေးကော်မတီစည်းဝေးလုပ်ပြီးဒါ2023မတ်လလောက်တော့လုပ်ပြီးတော့ထနော့တိုင်းသားတွေရဲ့ရိုးရာဝတ်ဆုံးထနော့တိုင်းသားတွေရဲ့အလံနဲ့ထနော့တိုင်းသားတွေရဲ့အမျိုးသားနှိပ်ကိုအတီးပြုတ်သတ်မှတ်နိုင်ခဲ့တာဖြစ်ပါတယ်ဒါကဒီအိဒါယာမြို့ထဲမှာအိဒါယာမြို့ရဲ့နောင်အင်ကျွတ်မှာရှိတဲ့ဘုန်းတော်ကြီးအကြောင်းပါဒါအတီးပြုတ်နိုင်ခဲ့တာပါဒါကတော့ဟိုအချက်လက်အနေနဲ့မျှဝေခြင်းဖြစ်ပါတယ်ဒါကြောင့်ပြည်ဆောင်စုလက်မှတ်ယူရောက်သွားပြီအိဒါယာအပိုင်းပဲအခုဒီတိုက်တန်းရဲ့နောက်မှာအဝေးပြေးဝင်းရှိတယ် ဧဒါယအဝေးပြေးဝင်းလို့ခေါ်ခေါ်တောင်ကြီးအဝေးပြေးဝင်းလို့ခေါ်ခေါ်ကားကြီးဝင်းလို့ခေါ်ခေါ်အဲ့ဒီအဝေးပြေးဝင်းရှိတယ်။ပြင်းအိုက်ထဲပြတယ်။ခပြီးတော့သူလမ်းမကြီးပေါ်မှာကတော့သူကဒီမှာတော့ဆိုင်ကြီးနေအတော်များများရှိတယ်ဗျ။လမ်းတစ်လျှောက်ကလည်း အဲအဲ့ဒီ defendix ဆိုင်အဲ့ဒီဆိုင်ဆိုလို့ရှိရင်ဒါအိဒံမှာအခုမြင်ရတဲ့ဆိုင်အဲ့ဒါကတောင်ကြီးမှာလည်းရှိတယ်ပြီးတော့ရဟုတ်ဟဲဟုံးမှာလည်းတွေ့တယ်အဲ့ဆိုင်တဲ့ဆိုင်တွေကိုဒါကအိဒံရဲ့ကောက်ကွင်းအိဒံကောက်ကွင်းနဲ့ပတ်သက်လို့တော့ကျွန်တော်တို့ပထမဆုံးအပိုင်းမှာတော့ကောက်ကလပ်နဲ့အထဲမြင်ကွင်းတွေကိုကျွန်တော်တို့မျှဝေပေးခဲ့ပြီးဖြစ်ပါတယ်ဒါကတော့အိဒံရဲ့ပြည်ထောင်စုလက်မှတ်ကြီးပါကျွန်တော်တို့အပိုင်းနှစ်မှာတော့ကျွန်တော်တို့ဟိုးပန်အဲညောင်ရွှေကနေပြီးတော့အိဒံရကိုလာတဲ့လမ်းလေးတကယ်ဟိုတောတောင်တဘာဝအပြည့် အဲ့ feeling အပြည့်ရတဲ့လမ်းလေးကိုမျှဝေခဲ့ပြီးဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပြည်တော်စုလမ်းမကြီးဘုံမှာရှိနေတဲ့အေးတရာမြို့နယ်ပြည်တော်စုလမ်းမရက်နေချိုးဝင်သွားရင်ရှိနေတဲ့အေးတရာမြို့ရဲ့မြင်ကွင်းလေးကိုပြတာပါပိုးရှိညာဘက်ကရုပ်ရှင်ကိုပြတာအေးတရာရုပ်ရှင်ဒီပါပြန်ပြမယ်ရုပ်ရှင်ရောနောက်တစ်ခေါက်ထပ်ပြမယ် မျိုးလေးတွာကနာဟုတ်မဟုတ်ဘူးရှမ်းမြနယ်မှာကျူစုပိုင်းမဟုတ်ဘူးချော်လေးဒါကတော့ဧတရာမှာရှိတဲ့ pro wan အထည်ပိုင်းမြင်ပဲ pro wan တော့တည်တဲ့အတိုင်းပါပဲအင်းဆောက်ပစ္စည်းတွေနဲ့ဟိုပါဘောအဲအင်းတုံးအင်းဆောက်ပစ္စည်းအတိကနဲ့ကျန်တဲ့ဟာတွေအတုံးဆောင်ပစ္စည်းတွေရောင်းတာပေါ့ pre boga တွေဘာတွေအပါဝင်ပေါ့ဒါတော့အဲ့ထည်မြင်ကလေးတကြန်နာကာလာနီးလာပြီဆိုတဲ့အခါကျတော့ဒီမြင်ကလေးတွေတွေ့ရတယ်ဗျာအထည်ပါ ပြီးတော့ရင်သူ့ထဲမှာသဘောကျတဲ့ရောင်နဲ့ကောင်တာကြီးထဲမှာဒီ artificial flower လေးတွေပေါ့ဒီဟာလေးကြီးလည်းသဘောကျတယ်အင်ကန်ထဲမှာဟိုကိုကိုအင်အေကန်တို့ဘာလို့မှအလှပြင်လို့ကောင်တဲ့ပစ္စည်းလေးတွေပေါ့ဒါကတော့ဒါကြုံလို့ ဟီတယာရဲ့ဟိုပရိုဝန်ကဟီတယာမှာရှိတာတောင်ကြီးပရိုဝန်လို့ခေါ်တယ်ပေါ့ဟီတယာပရိုဝန်လို့လည်းပြောတယ်အဲ့ဒီတွင်မိုင်းမြင်ကွင်းမှာအခုကဟီတယာအဝေးပြေးဝင်တောင်ကြီးအဝေးပြေးဝင်ကာကြီးဝင်ပေါ့အဲ့ဒီဟာကိုပြတယ်တပိတော်သူလမ်းမလိုက်တော့နေပြီအခုကမီးပွိုင်းနေချိုးဝင်လာရတယ်ကျွန်တော်အစောပိုင်းကပြောတဲ့တိုက်တန်လေးအဲ့တိုက်တန်နေတော့ချိုးဝင်လာရင်ဒီလိုမျိုးဝင်ပြီးသားလို့ရှိရင်ရင်းသွားပြီးဝင်တဲ့ဝင်တဲ့ကိတ်ပေါက်ရှိတယ်ဒီမှာ main gate ူကဒီကနေပြီးတော့ဟောရှမ်းပြည်ရှေ့ပိုင်းရှမ်းပြည်မြောက်ပိုင်းမော့အရင်ကတော့ပြီးသွားလို့ရှိရင်အထက်ညာဒေတာပြီးသွားရင်ရွာနိုင်ငံအောက်ပိုင်းနေပြီးတော့စသဖြင့်ဒေတာပေါင်းစုံကိုရောက်တယ်ဗျာဒီမှာလဲကားကအစုံရှိတယ်ကားကြီးလေးတွေရှိတယ်ကားကြီးရှိတယ်ကားလက်ရှိတယ်ပေါ့အစုံဒီတောင်ကြီးကိုလာတဲ့ကားအလုံးကဒီမှာဂိတ်ဆုံးလာဒီမှာဂိတ်ဆုံးလာဒီကနေဂိတ်ဆုံးပြီးတော့မှမြို့ပေါ်ကိုခြားတော့အခြားဟို ferry တွေနဲ့တဆင့်ပို့တာလေဒါမှမဟုတ်မြို့ပေါ်နဲ့ဒီ ferry နဲ့တဆင့်ပို့တာလေဒီလိုမျိုးရှိတာကားကြီးအလုံးကသူကတောင်ပေါ်ပေးမတက်ဘူးလေ ကျွန်တော်တို့သိသလားနော်ဒါသူခိတ်ကတိမှာပဲโอเคဒါဘိုးပြေဝင်နေတယ်ကြည့်လို့ရအောင်ပြတာဒါကကနဝင်းပြေဝင်ကိုကြောပေးထားတဲ့တိုက်တန်းအပြောင်းသူလမ်းမကြီးပဲရောက်သွားတယ် ဒါပြည်တော်စုလမ်းမကြီးပေါ်ကစီးစာပေါ့โอเคဒါကတော့အာအိဒါယာကနေအထွက်လမ်းပေါ်မှာတွေ့ရတဲ့ညက်နေမြင်ကွင်းလေးကျွန်တော်ပြောခဲ့သလိုပါပဲကျွန်တော်အရင်ရိုက်ထားခဲ့တာလေးနဲ့အခုနောက်ပိုင်းရိုက်တာလေးနဲ့ပေါင်းဆက်မျှဝေတာဖြစ်ပါတယ်အာအိဒါယာနဲ့ပတ်သက်လို့ကြီးစုခြင်းနဲ့မိတ်ဆွေအချို့ကအာတောင်းဆိုထားတဲ့လေးရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရနိုင်တဲ့လောက်ပြန်လဲရိုက်ကူးမျှဝေခြင်းဖြစ်ပါတယ်ဗျအခုလို့ကျွန်တော်မျှဝေနေတာကိုကြီးစုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ